အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာထုဘကိုဖြစ်ပါတယ်ကျွန်တော်ဒီကနေ့လူတိုင်းနှိပါကြုံတွေ့ရပြီးတော့အမေးများတဲ့ဝက်ချန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် အကျွန်တော်ရဲ့အရေးပြားတွေမှာအစီကလင်းနဲ့ချိတ်ဆက်ထားတဲ့ Hairfall တွေခဲ့လို့ခေါ်တဲ့မွေးငင်းပေါက်တွေရှိပါတယ်။အဲ့မွေးငင်းပေါက်တွေကကျွန်တော်ရဲ့မျက်နှာကိုဒေချာလေးတက်ရှင်းမလုပ်တဲ့အချိန်မှာဖုံမုတ်တွေအစီအညစ်အကြေးတွေနဲ့ပိတ်ဆို့သွားပြီးတော့ဘက်ထရီယာတွေပေါက်သွားတယ်။အဲ့ဘက်ထရီယာတွေကြောင့်ပြီးတော့ဟိုရောင်ရမ်းလာပြီးတော့ပေါ့နော်ဝက်ချန်တွေဆိုတာဖြစ်လာတာပေါ့နော်။အာပြီးတော့ဟိုဒီလိုပိတ်ဆို့တာတွေရောင်ရမ်းလာတွေကြောင့်အာကျွန်တော်ရဲ့အရေးပြားတွေအောက်မှာပေါ့နော်အစီဖူးတွေလိုမျိုးအဖူးတွေလည်းပေါ်လာနိုင်ပါတယ်။အာပြီးတော့ဝက်ချန်ဆိုတာမျိုးကကျွန်တော်ရဲ့မျက်နှာမှာတွေမဟုတ်ဘဲနဲ့လက်တွေချေ တွေရင်ဘတ်နဲ့နောက်ကြောတွေမှာလည်းဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်အဝတ်ချံဆိုတာကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဟော်မုန်းပြောင်းလဲမှုတွေကြောင့်အာပြီးတော့အစာတောင်းနေတဲ့အာဆေးဝါးချိုးကြောင့်အာပြီးတော့နောက်တစ်ခုကကြတော့ဒီကိုယ်သက်ရှင်မှုအားနေတာအာပြီးတော့စိတ်ဖိစီးမှုတွေကြောင့်အဲ့အချက်တွေပေါ်မှာမူတည်ပြီးတော့ဝတ်ချံဆိုတာကျွန်တော်ခန္ဓာကိုယ်မှာဟိုဖြစ်လာတာပေါ့နော် ဝက်ချံကာကွယ်ဖို့ဆိုရင်ကျွန်တော်တို့ကအချိန်မှန်စားအချိန်မှန်အိပ်ပြီးတော့ရေများများတောက်ပုတ်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာအလိုမျိုးစိတ်ဖိစီးမှုတွေကိုတနေ့တည်းရှော့ချပေးဖို့လည်းလိုပါတယ်။အာပြီးတော့ကျွန်တော်ရဲ့နေစဉ်အသုံးဆောင်ပစ္စည်းတွေပေါ့နော်။အာခေါင်းအုပ်စောတို့အဲ့ရခင်တို့ညနေတုပ်ပွားတို့အဲ့ဓာတွေကိုနှစ်ပတ်တစ်ခါတစ်လတစ်ခါဟိုလဲလဲအသုံးပြုပေးဖို့လိုအပ်ပါတယ်။အဓိကအရေးကြီးတဲ့အချက်ကတော့ညနာကိုတေချာစွာသက်စင်ပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ကမျက်နှာကိုတက်ရှင်းလုပ်တဲ့အချိန်မှာလည်းဟိုဆရာဝန်တွေက ထောက်ခံစစ်ပေးထားတယ်အဝက်ချံအတွက်အထူးထုတ်လုပ်ထားတယ်အာအလကုပစ္စည်းတွေဈေးဝါးတွေကိုသာအသုံးပြုတက်ပါတယ်အာအဓိကအဖြစ်ဟို D3 တို့ Grade D တို့အဲ့လိုပစ္စည်းတွေပါရဲဟိုအလကုပစ္စည်းတွေပေါ့ဗျာအာကျွန်တော်ဒီနေရာမှာဆရာဝန်တယောက်နေနဲ့ recommend ပေးချင်တာကတော့ Mistake ကနေပြီးတော့ဝက်ချံအတွက်အထူးထုတ်လုပ်ထားတယ် Acne Clear Fisher Fawn နဲ့ Tuna ပဲဖြစ်ပါတယ် ွက်ချက်ပြဿနာတွေကျွန်တော်တို့ကမဖြစ်မနေလုပ်ပေးရမှာကကျွန်တော်ရဲ့မျက်နှာလေးကိုမိနစ်တစ်ကြိမ်ညတစ်ကြိမ်တေးချစွာသက်ဆင်ပြဖို့လိုအပ်ပါတယ်။အာ Dimitri ရဲ့ Acne Clear Facial Foaming ကသူကဘယ်လိုပဲဝက်ချက်ကြောင့်ဖြစ်လာတဲ့ MS တွေကို short ချပေးနိုင်သူအစီပြန်တာကိုလည်းဟို ်ချီရရောက်ရှော့ချပေးနိုင်တယ်ပေါ့နော်ပြီးတော့ glycerin ဖာလို့အဆိုဓာတ်ကိုအပြေအဝဖြည့်ပေးပြီးတော့အဝက်ချံအတွက်အထူးကောင်းမွန်တဲ့ formula နဲ့ပေါက်ဆက်ထုတ်လုပ်ထားတာဖြစ်ပါတယ်အာပြီးတော့သူ့မှာ T3 ပါဝင်တဲ့အတွက်ကြောင့်ဟိုဝက်ချံနဲ့ပတ်သက်တဲ့ပြဿနာတွေကိုအလွယ်တကူဖြေရှင်းပေးနိုင်မှာပါ ကျွန်တော်တို့ကမျက်နှာတက်ပြီးသွားပြီဆိုရင်အင်နာပေါ်မှာကြက်ရှိနေနေသေးတဲ့အညစ်အကြေးတွေဘက်ထရီယာပုံမတွေကိုပုံမှုပြီးတက်စစ်ပြီးနိုင်ဖို့အတွက်တူနောင်အသုံးပြုပေးရမှာဖြစ်ပါတယ်။ဝက်ချန်ကင်းပြီးမျက်နှာအသားကြီးကြီးလင်းစုပြီးနေစေဖို့အဓိကထုတ်လွှတ်ထားတဲ့ Dimistin ရဲ့ Acne Clear Toner လေးကတော့ ညနာအစီပြန်တာကိုပေါ့နော်အဓိကထိတ်ချုပ်ပေးပါတယ်ပြီးတော့ဝက်ချံကြောင့်ဖြစ်လာတဲ့အမဲဆက်တွေအမာရော့တွေအရေးအကြောင်းတွေကိုလည်းတိတိတတ်တာရှင်းချပေးနိုင်ပါတယ်ဒါအပြင်ညနာအသားရဲ့ကြည်လင်စုပ်ပြေးနေစေအောင် ထိတ်ချုပ်ပေးနိုင်တဲ့ formula တွေနဲ့အထူးထုတ်လုပ်ထားတာဖြစ်ပါတယ် အာကျွန်တော်တို့ကဝက်ချံပြဿနာရဲ့ address ဆိုရယ်ပေါ့နော်ဒီကျွန်တော်အရှိမပြောခဲ့တဲ့အာ skin can two step ကိုပေါ့နော် မဖြစ်မနေလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်အာဒါနဲ့ပြောအောင်မယ်ကျွန်တော်တို့ကအဲ့ misting ရဲ့ acne clear facial foam နဲ့ toner ဝယ်ယူတဲ့အချိန်မှာရွှေရောင် sticker လေးပါမပါအာတတိပြုပြီးတော့ဝယ်ယူပေးချဖို့အတိပေးလိုပါတယ်အာကျွန်တော်ကဒီ vlog လေးရနေပြီးတော့တစ်ဆက်ဝက်ချံနဲ့ပတ်သက်ပြီးတော့တိတိတိထိုက်တာတွေလည်းပြောပြပေးသွားပြီဆိုတော့မျက်နှာလေးကိုတိကျကြည့်ဆိုင်ချဖို့မမေ့ကြနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်